အားလုံးပဲမင်္ဂလာပါရှင်ကျွန်မအခုကတော့လေးဖြတ်ခြင်းအကြောင်းရယ်ကျွန်မတို့တွေလေးဖြတ်ခြင်းရှိနိုင်ကိုမှရှိနိုင်မရှိနိုင်ကိုစေးုံစေးကန်းဒီမှာတွားရောက်စစ်ရမျိုးမဟုတ်ဘဲနဲ့ကိုဘာသာကိုအလွယ်တကူစမ်းသပ်လို့ရမယ်နီလန်းလေးရယ်လေးဖြတ်တဲ့ဝေဒနာရှင်တွေကိုကျွန်မတို့ဘယ်လိုမျိုးအရှင်းဥဒနာပြုနေနဲ့ကုစားလို့ရမလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်မအခုပြပြချင်ပါတယ်။လေးဖြတ်ချင်းကကဘာပေါ်မှာလူအနေရေကိုလူအသက်ကို ိခိုက်မှုအပြင်းအထန်ဆုံးဒုတိယအများဆုံးယောဂဖြစ်ပါတယ်။ကမ္ဘာတဝန်းလုံးအတိုင်းအတာနဲ့နှစ်စင်းနှစ်တိုင်းလူရှိသန်းခန့်ကလေဖြည့်ခြင်းကိုခံစားနေကြရပြီးတော့အုံနောက်စီကိုသွေးလာမှုရပ်ဆိုင်သွားတဲ့အတွက်ကြောင့်မလို့လေဖြည့်ခြင်းဖြစ်ပေါ်ရခြင်းပဲဖြစ်ပါတယ်။ ေဖြတ်ခြင်းအားရုတ်တရက်ဖြစ်ပေါ်လေးရှိရမှန်မင်မင်သူ့ရဲ့ရှေ့ပြေးလက္ခဏာတွေကိုတော့ကြိုတင်ပြသတတ်ပါတယ်အခုနောက်ပိုင်းမှာဆိုရင်ဈေးပညာရှင်တွေရဲ့လေ့လာမှုတွေအရလေဖြတ်နိုင်ခြင်းရှိမရှိကိုစေယုံစေကန်ဒီမှာတွားရောက်စစ်ဆေးတာမျိုးမဟုတ်ဘဲနဲ့ကိုယ်ပါတာကိုအလွယ်တကူစမ်းသပ်လို့ရမယ့်နည်းလမ်းတွေတွေ့ရှိထားပါတယ်ဒီလေ့လာတွေ့ရှိမှုကိုတော့ဂျပန်နိုင်ငံတိုကျိုတက္ကသိုလ်မှာရှိတဲ့ဂျပန်လူမျိုးသူတေတီကပြုလုပ်ခဲ့တာ ဖြစ်ဖြစ်တယ်ပေါ့နော်ဆိုတော့သူ့လေတီလေးတွေ့ရှိခဲ့တဲ့လေဖြတ်နိုင်ရရှိမရှိကိုစမ်းသပ်တဲ့နေရာတော့ကျမတို့ခြေထောက်တစ်ဖက်သေးပုံမှာစက္ကန့်20ကြာအောင်ဟန်ချက်ညီညီမတ်တရက်နေဖို့လိုရတာပဲဖြစ်ပါတယ်ဒီလေးလာမှုအတွက်အသက်50ကျော်60ဝန်းကျင်မှာရှိတဲ့လူပေါင်း1300လောက်ကိုခြေထောက်တစ်ဖက်ထဲမှာဟန်ချက်ညီအောင်မတည့်ရစီခဲ့တာဖြစ်ပြီးတော့အသက်အရွယ်ကြီးရင်သူတွေအနေနဲ့ခြေထောက်တစ်ဖက်ထဲပေါ်မှာဟန်ချက်ညီညီမတည့်ရဖို့ကခက်ခဲနေတာတွေ့ရှိခဲ့ရတယ်။ ဆိုတော့လေးလာမှုတွေအရာခြေထောက်တစ်ဖက်တည်းပေါ်မှာစက္ကန့်20ကြာကြာဟန်ချက်ညီညီမတ်တပ်ရနိုင်မှုစူးစမ်းရလေလေလေဖြတ်နိုင်ခြင်းမြင့်တက်နေပဲဖြစ်ပါတယ်အသက်90-60ဝန်းကျင်မှာရှိတဲ့လူပေါင်း1300လောက်ကခြေထောက်တစ်ဖက်တည်းပေါ်မှာဟန်ချက်ညီအားဒီမတ်တပ်ရနေတဲ့အချိန်ပေါ့နော် လေးလာသူတွေကအုံနောက်ကိုစကန်ဖတ်ပြီးတော့ကြည့်ရှုနေရပဲဖြစ်ပါတယ်။ဒီသူတွေကလေးလာစမ်းသပ်မှုတွေကိုကဘာတဝမ်းမှရှိရဲစီးပညာသူတွေတည်းရာလည်းထောက်ခံခဲ့ကြတယ်။ထပ်ပြီးတော့ပြောရမယ်ဆိုရင်တော့ကျမတို့တွေလီဖြတ်တဲ့လူနာကိုဘယ်လိုမျိုးမှုတာမလဲပေါ့နော်။လီဖြတ်တဲ့လူနာကိုဘယ်နေရာမှာမဆို လေဖြတ်တာဖြစ်တဲ့နေရာအနေပြီးတော့ရွှေ့ပြောင်းတည်ယူခြင်းမျိုးမလုပ်ရပါဘူးဥပမာလေဖြတ်တဲ့လူနာကမြေကြီးပေါ်မှာလဲသွားမယ်ဆိုရင်ဒီမြေကြီးပေါ်မှာပဲထားထားမယ်တခြားနေရာကိုရွှေ့ပြောင်းတည်ယူတာတွေမလုပ်ရဘူးချက်ချင်းရွှေ့ပြောင်းတည်ဆောင်မယ်ဆိုရင်ကားဆောင်တာတွေအဲတကယ်ပေါ်တော့သူ့ခန္ဓာကိုယ်တစ်ခုခုအဲရွေးရှားသွားတာတွေရှိတဲ့အတွက်ကြောင့်မို့လို့အုံနောက်သွေးကြောငယ်တွေလင်းလင်းမြန်မြန်ပေါက်ပွဲပြီးတော့လူနာရဲ့အခြေအနေပိုဆိုးစေတယ်အဲ့ဒါကြောင့်မို့လို့လေဖြတ်တဲ့လူနာတွေကိုရွှေ့ပြောင်းခြင်းမလုပ်ပါနဲ့ ။နောက်လူနာကိုဖြစ်တဲ့နေရာမှာပဲအသာထူမှပေးပြီးတော့ပြန်လဲမကြအောင်အသာလေးမှိန်ပြီးတော့ထိုင်စီရပါမယ်။လူနာကိုယ်တိုင်မထိုင်နိုင်ဘူးဆိုလို့ရှိရင်တော့ဘေးကတူဦးပါထူမှတ်ပေးပြီးတော့ထိုင်ခိုင်းရမယ်။ပြီးရင်တော့ပိုးတက်ထားတဲ့စိတ်ထိုးအပ်ဒါမှမဟုတ်လို့ရှိရင်လက်အိတ်နဲ့လူနာရဲ့လက်ချောင်းဆဲချောင်းနဲ့ထိပ်ဖြားလေးတွေကိုပဲစေးလောက်သွေးတဆက်စီထွက်လာအောင်လို့ဖောက်ပေးရမယ်။ ဒီလိုမျိုးဖောက်ယုံနဲ့သွေးမထွက်ဘူးဆိုရင်တော့ကျမတို့တွေဒီသွေးထွက်ဖို့အတွက်ကိုညှစ်ထုတ်ပေးရမယ်ပေါ့နော်လက်လေးနဲ့ညှစ်ထုတ်ပေးဒီလိုမျိုးသွေးထွက်သွားပြီဆိုရင်တော့မိနစ်အနည်းငယ်အတွင်းမှာလူနာသတိပြန်ရလာပါလိမ့်မယ်တကယ်လို့လူနာကပါးစပ်ရွက်သွားတယ်ဆိုရင်လူနာရဲ့နှရွက်နှစ်ဖက်ကိုနီလာတဲ့အထိလက်နဲ့ပုတ်တက်ပေးရမယ်နီလာတယ်ဆိုရင်တော့ဒီကျမတို့အမျိုးသမီးတွေဆိုရင်တော့နှရွက်အောက်မှာ အောက်ပိုင်းမှာပေါ့နော်နှစ်ပေါက်ခောက်ထားတဲ့နေရာရှိရဲ့အဲ့ဒီနေရာကိုပိုးတက်ထားတဲ့အနဲ့တစ်ဖက်ကိုနှစ်ပေါက်စီလောက်ဖောက်ပြီးလရွက်နှစ်ဖက်လုံးကနေပြီးတော့ပဲစီလောက်သွေး20စီ ထွက်လာပြီးတော့မိနစ်ပိုင်းအတွင်းမှာပဲရွက်နေတဲ့ပစ္စကပြန်တည့်သွားပါလိမ့်မယ်ဒီအချိန်ကြီး ရောက်တဲ့အထိပြုစုပြီးမှစေယုံစည်းကံကိုခေါ်သွားတာပူကောင်းတယ်။ဒီလိုမျိုးအခြေအနေရောက်အောင်ဆောင်ပြီးမှစေကူတာမှုခံယူခြင်းစေခြင်းလည်းပေါ့နော်။ဒါလို့လဲဆိုတော့အဲ့လိုမျိုးခံယူနေဆိုရင်အကျော်တည်တာကိုယ်တချမ်းတည်တာခြေလက်လှုပ်ရှားမရတာစကားမပြေတာတွေလုံးဝမဖြစ်တော့ဘဲနဲ့အဲတိတိကျကျလေးပြန်ကုရဲဆိုရင်လုံးဝပျောက်ကင်းစေနိုင်တဲ့နီလန်လေးဖြစ်တဲ့တော့ကြောင့်ကျမရဲ့ပရိသတ်တွေကို ဒီနီလန်းလေးတွေကိုလည်းကျွန်မဒီဗီဒီယိုလေးကနေပြီးတော့မျှဝေပေးလိုက်ရပါတယ်ရှင်။